တိတ်မကျမ်းမှမဖြစ်တဲ့အကြောင်းအရာနှလုံးသွင်းမမှန်ကန်လို့နေလားနှလုံးသွင်းမမှန်ကန်လို့ဘယ်ဟာလေးကိုဘလို့နှလုံးသွင်းလိုက်ရင်အေးချမ်းသွားမယ်ဘယ်ဟာလေးကိုဘလို့နှလုံးသွင်းလိုက်ရင်စိတ်ကအဆင်ပြေသွားမယ်ဆိုရင်ခံယူချက်တွေဒီယူဆချက်တွေနဲ့ပတ်သက်ပြီးတော့ပြန်ထည့်သွင်းစဉ်းစားဖို့လိုအပ်လို့အယူအဆအမှားတွေကိုယ့်စိတ်ဆင်းရဲစေမှန်းတည်တည်နဲ့စုပ်ကင်ထားမိတဲ့ခံယူချက်တွေအတွေးအခေါ်တွေယူဆချက်တွေယုံကြည်မှုတွေအလုံးမဖြစ်တဲ့အရာတွေဒါတွေကို ဒါတွေကိုအလုံးမဖြစ်မှန်းတိတိနဲ့သို့မဟုတ်အလုံးမဖြစ်မှန်းမသိလို့ကင်ထားမိလို့ရှင်ကိုကိုကိုဖျက်ဆီးရရောက်တယ်စိတ်ကျမ်းမာကြီးမှတစ်ဆင့်ရုပ်ကျမ်းမာကြီးအထိထိခိုက်လာတတ်တယ်နော်ထိခိုက်လာတယ်ကိုစိတ်ချမ်းသာဖို့ကိုလိုလားပါဒီလားကိုလှပဖို့ကိုလိုလားပါကိုတော်ဖို့ကိုပျော်ဖို့ကိုကိုကိုကောင်းတဲ့အရာတွေဖြစ်ဖို့ကိုကိုကိုလိုလားပါ self love မိမိကိုမိမိချစ်ခြင်းရလीမိမိကိုမိမိချစ်ခြင်းရဲ့အတိတ်ပဲကကိုကိုကိုချစ်တယ်ဆိုတာကိုကောင်းချိုးကိုလိုလားတာကိုပြောတာ ကိုတိုးတက်ဖို့လိုလားတယ်ကိုပျော်ရွှင်ဖို့လိုလားတယ်ကိုစိတ်ချမ်းသာဖို့လိုလားတယ်အဲ့ဒါကိုယ့်ကိုချစ်တာကိုယ့်ကိုချစ်တဲ့ definition อ่ะအဲ့ဒါပဲဒီလားသူများကိုချစ်တဲ့ definition อ่ะ willingness for the benefit of other တစ်ဖက်သားရဲ့အကျိုးကိုလိုလားခြင်းကိုကိုကိုချစ်တဲ့ definition อ่ะကိုအကျိုးကိုလိုလားခြင်းပေါ့ဟုတ်လားကိုအကျိုးကိုလိုလားလူတစ်ယောက်မှာ it ego super ego လေး balance ဖြစ်ဖြစ်နဲ့ရှင်ဖို့ကောင်းတယ်ဒီလားရှင်ဖို့ကောင်းတချို့ကပြောပြမယ်ဒီလားတချို့ခုနကနော် super ego အားကြီးရဲ့အဖွဲဒီထဲမှာတော့အမ ဟွာဆီယာလေးတွေမှာတော့ it အားကြီးတာရှားပါလိမ့်မယ်။နဲပါလိမ့်မယ်။ဒါပေမဲ့ပြောလို့မရဘူး။ဒီထဲမှာအတ္တကြီးတဲ့အဖွဲတွေခေါင်းမာတဲ့အဖွဲတွေဒါ it အားကြီးနေတာ။ဒီလား။အမဆို it အားကြီးရတယ်မှာပါတယ်။ super ego အားကြီးရလို့မဟုတ်ဘူး။အမ it အားကြီးရတယ်မှာပါတယ်။အဲ့တော့အပထိန်ရတယ်။ဒီဘက်ကိုပြန်ဆွဲ။ဟိုဘက်ကအားကြီးနေဒီဘက်ကိုပြန်ဆွဲ။ဒီလား။ဟိုဘက်ကအားကြီးနေဒီဘက်ကိုပြန်ဆွဲ။အဲ့လိုထိန်။အဲ့တော့ it အားကြီးရလူတွေကလေဒါအမအမကိုမှထိန်တဲ့ပုံစံပေါ့နော်။ဟို။ကိုယ်စိတ်တိုင်းကြဖြစ်မှာ အဲ့လိုစိတ်ကျေနပ်တာမျိုးအဲ့ဒါအဲ့ဒါ it အားကြီးတာကိုယ်စိတ်တိုင်းချဖြစ်ရမယ်ကိုယ်ပြောရအဲ့လိုအဲ့လိုဖြစ်ရမယ်ပေါ့နော်အဲ့ဒါတချို့နေရာမှာကောင်းတယ်တချို့နေရာမှာမကောင်းအောင်အဲ့တော့အဲ့လိုမျိုးဟို it အားကြီးရောဘာဖြစ်လဲဆိုတော့အမတို့ချာအမချာကြီးဆိုတာတကယ်တော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 ်လို့အမနာမှာရှိနေကြတာဒီလားအရန်ကိုအမအရန်ကို serious အလုံးလုံးအရန် serious ဖြစ်တဲ့နေရာမှာပါတယ် test oriented leader တွေမှာပါတယ် people oriented မဟုတ် test oriented leader တွေမှာပါတယ်အမရဲ့အမအကြောင်းလည်းပြောပြတာတယ်သူတို့အဲ့တော့ အဲ့တော့ဘာဖြစ်လဲဆိုတော့တချို့နေရာမှာတော့အလုပ်ဖြစ်တယ်တချို့နေရာမှာတော့တစ်ဖက်သားကိုထိခိုက်တတ်တယ်ဒီလားတကိုပြောကိုကတော့ဘာမှမဖြစ်ဘူးပြောလိုက်ပြီမဲ့ तू तू ထိခိုက်တာမျိုးကိုကတော့ဘာမှဖြစ်ဘူးလုံးလိုက်ပြီမဲ့ तू ထိခိုက်တာမျိုးအဲ့လိုဖြစ်နေတတ်တယ်အဲကိုရီးယားကဟိုအသေးနှလုံးကကြောက်ခဲတုံးဖြစ်နေတာသူများကမခံစားနိုင်ဘူးဘူမျက်ရည်ဘူတီလုံးလောက်ကြောက်အောင်သူများကပြောနိုင်ပြောနိုင်ရတာအဲ့လိုမျိုးရှိရကွာအဲ့တော့အဲ့ဒီခါကျရင်စိတ်လျှော့စိတ်လျှော့ကိုယ့်ကိုထိန်ရစိတ်လျှော့ ဟိုအရင်အရင် it rg ရမျိုးဆိုရင်ပြန်ထင်းရတယ်အတကြီး short ပြန် short ဘယ်လို short လို့ရလဲဆိုပေကန်းစွန်ကျဲခြင်းနဲ့ short သီးခံခြင်းနဲ့ short short လို့ရတယ်အဲ့တော့ကိုအကြိုက်ဆုံးဟာလေးကိုအကြိုက်ဆုံးအဝတ်စားလေးဆိုပေးကြည့်လိုက်ပေးလိုက်သူများကိုအကြိုက်ဆုံးစာအုပ်လေးဆိုပေးလိုက်အမအဲ့လိုအဲ့လိုလုပ်တယ်ကိုရမ်းဆွဲလန်းနေတဲ့အရာလေးဆိုလှူဒန်းလိုက်အဲရည်စားလေးဆိုလည်းလှူလိုက်ပေါ့အလားရည်စားလေးဆိုလည်းနော်ပစ္စည်းလေးတွေပြောတာပါပစ္စည်းလေးဆိုလည်းလှူဒန်းလိုက်ပေါ့အဲ့ဒါ short ကိုရဲ့ it ကို short စူပါအီကိုအာဂျီရဲ့အဖွဲ့လေးတရားနာထောင်နော်တနေ့ကို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 ချစ်တဲ့အကြောင်းများများပြောသီလားငါကုံကချစ်တယ်လို့တရက်ကို15ကောက်អော်ကြဒီနေ့ကစပြီနော်အဲ့တော့ကို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 ချစ်တဲ့ self love ကိုပြန်လှည့်မင်းလည်းအရေးပါတယ်လို့ငါလည်းအရေးကြီးတယ်သီလားလူတွေလည်းအရေးပါတယ်လို့ငါလည်းအရေးကြီးတယ်ကိုကိုကိုပျောက်ဆုံးတဲ့အထိဘသူ့ကိုမှမချစ်နဲ့ဘသူ့ကိုမှမပေးစံနဲ့ကိုကိုကိုပျောက်ဆုံးတဲ့အထိအဲတော့ self love ကိုပို့ဦးစားပေးပြီးတခုပြောပြမယ်နော်မင်းတို့ကသာပတ်ဝန်းကျင်ကိုယူဆိုင်နေ ပဝင်းကျန်ကမင်းတို့ကယူမဆိုင်ဒီလားဘသူကမှမင်းတို့မင်းတို့ထင်တဲ့လောက်ကယူမဆိုင်ကိုကကိုကိုကိုဘလို့အရန်ကယူဆိုင်ရငါ့ကိုဘလို့ထင်ဘလို့မြင်လဲဒီလားအဲ့တော့လူတွေနဲ့ပတ်သက်လို့ရှင်မင်းတို့ people skill ရအောင်သင်ရမယ့်စာကြောင်းလေးတစ်ကြောင်းရှိရယ်ကိုကိုဘသူမှကိုထင်တဲ့လောက်စိတ်ဝင်စားဘူးတဲ့ခြိုက်ရတာနော် super ego သမားတွေခြိုက်ရတာကိုကိုကိုထင်တဲ့လောက်ဘသူမှစိတ်ဝင်စားအောင်အဲ့ဒါတကယ်ပြောတာဒီလားအဲ့ဒါတကယ်ပြောတာ ငါတို့ကဒါလေငါတို့အကြောင်းတလောကလုံးအရင်စိတ်ဝင်စားရလို့ထင်အဲ့ဒါမဟုတ်ဘူးလူတွေကလေသူ့အကြောင်းနဲ့သူတော်မှာတွေးမလောက်စဉ်းစားလို့မလောက်အုံနောက်ကလေမင်းတို့အမမင်းတို့စာတင်ချိန်ပြီးွားရင်အမအကြောင်းဘယ်နှစ်နာရီထိုင်တွေးလဲအဲ့ဒါသက်တည်ပဲအဲ့သက်တည်ပဲဟုတ်လားနော်အဲ့တော့ကို့အကြောင်းကဘယ်သူမှအဲ့လောက်စိတ်ဝင်စားအဲ့လောက်အဖက်မလုပ်ကို့ဘယ်သူမှအဲ့လောက်အဖက်မလုပ်အဲ့တော့မင်းတို့အဖက်လောက်မှာဘယ်သူလဲကို့ကိုကိုအဖက်လောက်ကို့ကိုအဖက်လောက်အဲ့တော့ဒီဟာလေးကိုအမ sharing လုပ်ရင်လေတချို့ mindset လေးအမထည့်ပြောတယ် pleasure and pain ကိုမျက်မျှတတယူနော်ကိုရိုးမိုင်ရို့ pleasure and pain ကိုမျက်မျှတတခံစားဘာကြောင့်မှဒါကိုပြောလဲဆိုတော့ pleasure နောက်ကိုပဲလိုက်တာလဲမကောင်းတယ်လို့ခုနကပြောတဲ့ကိုကိုကိုချုပ်တီးပြီးတော့ pain နောက်ကိုပဲလိုက်တာလဲမကောင်းနှစ်ခုလုံးကမကောင်းတချို့အခြေအနေတွေမှာကိုမကြိုက်ပေမဲ့ကိုတိုးတက်မှုတွေလောက်ရတဲ့ pain တွေလည်းယူတင်ယူရတယ် ဒါပေမဲ့အဲ့ဒီ pain တွေကိုယူပြီးဝင်ကိုကိုကို pleasure ကိုလည်း reward system အနေနဲ့ကိုယ့်အတွက်ကိုလည်းဖန်တီးပေးရတယ်။ထိလား။အဲ့တော့ကိုမကြိုက်တာ ကိုကိုမှ super ego အတွက်ဘဝကိုကို life ကကိုတောက်ပြောင်းမှု blue chair မှာကိုပို့ပြီးတော့တောက်ပြောင်းမှုဒါစူးစမ်းကြတာပဲအားလုံးကလေစူးစမ်းကြတာပဲ။အဲ့လိုစူးစမ်းပြီးဝင်ကိုကိုကိုပြန်ဆုချအဲ့ဒါ it လေးကိုလည်းအားဖြည့်ပေး။ it လေးကိုလည်းအားဖြည့်ပြီးကိုအတလေးကိုလည်းအစာကျွေးပဝင်းချင်းကိုဂယူဆိုင်တက်တဲ့အသိဉာဏ်လေးတွေနဲ့ဒါလေးလည်းပိုကျိုးကိုမလို့ချင်တာလည်းစူးစမ်းရတာရှိမှာပဲ ဲ့တော့ပိန်ရံဘလက်ရှောင်းမြတ်မြတ်တတခံစားတချို့ကကြတော့ဒီနေ့ကစပြီးတေးအောင်ကြိုးစားတော့မယ်ဆိုပြီးတော့အသေးယုံကန်နေတဲ့အဖွဲလေးရှိလိမ့်မယ်နော်အဲ့တော့ဘဝရဲ့နောက်ဆုံးအချိန်ရောက်လာရင်မိကုန်းတစ်ခုမေးမယ်ကိုအိရာပေါ်မှာအသက်ထွက်ခံနေအချိန်ပေါ့ဟာလာမင်းဘဝမှာရှင်မင်းအခုချိန်မှာမင်းအလုတ်ချင်းဆုံးကဘာလဲလို့မင်းဘယ်သူမှပတ်စံနေအသေးအံရှာမယ်လို့စာထချက်မယ်လို့ဖြေမှာမဟုတ်သိလားစားရချင်တယ်ပြီမှာပေါ့အဲ့တော့ကို life ရတကယ်အနှစ်သာရကိုနောက်ဆုံးအချိန်မှာကိုဘာဖြစ်မယ်ထင်လဲဟုတ်လား အဲဘာအောင်နောင်နာရနိုင်မယ်လို့ထင်တယ်ပတ်စံနေအများကြီးမရှာခဲ့ရလေချင်းလို့နောင်နာရချင်မှရမယ်အလုပ်တွေအများကြီးမလုပ်ခဲ့ရလေချင်းလို့နောင်နာရချင်မှရမယ် right ဟုတ်လားအဲ့တော့ကို life ရတကယ်အနှစ်သာရဆိုတာကကိုပဲသိမှာကိုသိမှာကိုပျော်ရွှင်အောင်နေစိတ်ချမ်းသာအောင်နေစိတ်အေးချမ်းအောင်နေဒါဒါသိရအဲ့တော့အဲ့လိုပြောလို့လည်းမကြိုးစားတော့လားဆိုတော့လည်းမဟုတ်ဘူးเนาะအဲ့လိုလုပ်လို့လည်းမရအောင်အဲ့တော့ဒါလေးတွေက balance ဖြစ်အောင်လို့ပေါ့เนาะ pain ကိုပဲယူပြီးတော့ဟို pleasure မခံစားရတဲ့အလုပ်ကိုလည်းမလုပ်နဲ့ pleasure ပဲခံစားပြီးတော့မျောနေတာလည်းမလုပ်အောင် ဒါတတိထာ Okay ပါအဲ့တော့ it ego super ego သုံးလုံးကြောင်းနားလဲလားနားလဲလားနားလဲနော်အဲ့လူသားတစ်ယောက်ဖြစ်လာပြီဆိုရင်အဲ့လိုလေးတွေစပြီးတော့ဖွံ့ဖြိုးလာတယ်ဖွံ့ဖြိုးလာတဲ့သူ့ရဲ့အသက်အရွယ်အပိုင်းခြားနဲ့ဖွံ့ဖြိုးလာတဲ့အတ္တလေးတွေကိုက personality ကောင်းခြင်းဆက်ပြီးတော့ဂရုစိုက်ဖို့လိုပါတယ်